အပိုင်း2026ရဲ့အစမှာတော့အိုရိုချီကအားလုံးကိုမီးရှို့နေပြီးသူကလောင်ဂျာဆန်တို့ပစားကလေးအော်ဟစ်နေပါတယ်။တစ်ဖက်မှာလည်းကိုင်ရိုရဲ့တပ်သားတွေကရုတ်တရက်ထောက်လောင်လာတဲ့မီးတောက်တွေကြောင့်ပြန်ပြီးနှိမ့်သက်ဖို့စူးစမ်းနေခဲ့ကြပေမဲ့မီးတွေကရမ်းများနေတာကြောင့်သူတို့ကမနိုင်မှုဖြစ်နေခဲ့ပါတယ်။တယောက်ကတော့ဘာလို့သူတို့မှာတစ်ခုပြီးတစ်ခုလာဖြစ်နေရတာလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်အိုရိုရှိကတော့ဖူဂရိုဂူဂျီကို CEO တွေထားတဲ့နေရာကိုသိတယ်မလားလို့မေးလိုက်တော့ဖူဂရိုဂူဂျီကလည်းသူလည်းသိတယ်လို့ပြန်ပြောလိုက်ပြီးဒီရဲတိုက်ထဲကနေဘယ်နေရာကိုမဆိုသိတယ်လို့သူကပြန်ပြောလိုက်ပါတယ် ါကိုကြတော့အူရိုချီကကျေနပ်နေပြီဒါမှငါရဲ့နင်ဂျာပဲလို့ပြောလိုက်တယ်ပြီးတော့သူကဆာမူရိုင်းတွေကိုဘွဲမပြီးသေးဘူးလို့ပြောလိုက်ပြီးသူကဒီနေရာတစ်ခုလုံးကိုမီးလောင်တိုက်သွင်းပြီးမီးလုံးကြီးဖြစ်အောင်လုပ်ပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်နောက်အပြင်အူရိုချီကသူ့ကိုတက်ခဲတဲ့ဂိုက်ဒိုကိုလည်းဒေါသထွက်နေခဲ့ပြီးငါ့ကိုသစ္စာဖောက်တယ်ပေါ့လို့ပြောလိုက်ကဘာကိုစီမံကိန်းတည်လဲဆိုပြီးဆဲဆိုနေပါတယ်အဲ့နောက်မှာတော့အူရိုချီကအားလုံးကိုတေးကြဆန်းလို့ဆိုပြီးစက်သွားနေခဲ့ပါတယ်တဖက်မှာတော့ကင်းရဲ့မိုးတို့ကမီးတောက်တွေကိုကြည့်ပြီးဒါကဘာတွေဖြစ်နေရလဲဆိုပြီးမေးကဒီမီးတောက်တွေကဘယ်ကနေရောက်လာတာလဲလို့တွေးနေခဲ့ကြပါသေးတယ် ဲ့ဒီအချိန်သူတို့ကအော်ယူနေတဲ့အိုရိုချီရဲ့တံကိုကြားလိုက်ရပါတယ်။အိုရိုချီကတော့ရီလိုက်စကားပြောလိုက်လုပ်နေပြီးလူရီကိုတတ်တာငါပဲ။ဝါနိုဒီသားရဲ့အရှင်သခင်ကလည်းငါပဲလို့ပြောလိုက်ပါတယ်။ဒါကကြတော့ဂင်းရဲ့မွန်တို့ကလည်းရောက်လာပြီးဒါရီကိုမင်းလုတ်ခဲ့တာပေါ့လို့ပြောလိုက်ပါတယ်။တဖက်မှာအိုရိုချီကဂင်းရဲ့မွန်တို့ကိုမြင်တော့မင်းတို့ကဂိုဇူကီရဲ့ဝိညာဉ်တစ်ပိုင်းဖြစ်နေတဲ့ဟာရီပဲလို့ပြောလိုက်ပြီးဒေါသတကြီးကြည့်နေခဲ့ပါတယ်။ဖူဂရိုကူဂျီကအိုရိုချီကိုသူတို့ကအရှင်တခါတီးသွားတာကိုမသိသေးဘူးလို့ပြောလိုက်ပြီးနောက်ကိုဆုံနေဖို့အတွက်ပြောကဒါရီကိုသူရှင်းလိုက်မယ်လို့ပြောပါရီ ။ဒါပေမဲ့အိုရိုချီကတော့ဖူဂူရိုဂူဂျီကိုနောက်ဆုံးနေဖို့အတွက်ပြောလိုက်ပြီးဂင်ယမ်မိုနိုတို့မင်းတို့တွေနှစ်20လုံးလုံးငါ့ကိုအန်ဒီရဲ့ပေးဖို့အတွက်အရေးလိုလိုက်နေခဲ့ကြတာလားလို့ပြောလိုက်ပြီးမင်းတို့ငါ့ကိုအဲ့ဒီလောက်တောင်မုန်းနေကြတာလားလို့ပြောလိုက်ပါတယ်။ဒါအပြင်အိုရိုချီကဂင်ယမ်မိုကိုမင်းတို့တွေငါ့ကိုချိန်ဆနေကြမှာပေါ့လို့ပြောလိုက်ပြီးငါကဝန်ဒိုဒေတာရဲ့အရှင်သခင်ပဲမင်းတို့တွေငါ့ကိုကာကွယ်ရမှာမဟုတ်ဘူးလားလို့ဆိုတာသူကပောက်ကွဲစွာနဲ့ဂင်ယမ်မိုနိုကိုရောဂိုင်ဒိုရောအိုရန်ကိုပါခွာဆဲနေပါတယ်။ပောက်ကွဲနေတဲ့အိုရိုချီကိုကြည့်ကအီဆိုကမင်းသားအိုရန်ကိုသိစာမဖောက်ခဲ့ရင်အိုရန်ကအခုထိအသက်ရှိနေအောင်မလို့ပြောလိုက်ပါရီ ဒါပြင်ဂီကူကလည်းသူတို့ကရီမန်းချက်တွေနဲ့အသက်ရှင်နေရလို့ပြောလိုက်တော့အိုရိုချီကဂီယမ်မိုနိုကိုမင်းတို့ကကိုကိုကိုဝါနူရီသားကိုကာကွယ်နေရလို့ထင်နေရလားလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဂီယမ်မိုကထင်တယ်လို့ပြောလိုက်ပြီးအိုရန်ရဲ့စကားတွေကိုကြားယောင်နေခဲ့ပါတယ်။အဲဒီတော့ကအိုရန်ကအားလုံးကိုမင်းတို့ကောင်းနေဒီတိုင်းမျိုးကိုချေးရလာလို့မေးတော့ဂီယမ်မိုနိုကလည်းချင်းမြတ်နိုးကြောင်ပြန်ပြောပြခဲ့ပါတယ်။ဒါကြောင့်အိုရန်ကဂီယမ်မိုနိုကိုဒါဆိုရင်ဝါနူရီသားကိုဖွင့်လှစ်ဖို့အတွက်ပြောလိုက်ပြီးအမြဲတမ်းကာကွယ်ဖို့အတွက်ပြောခဲ့ပါတယ်။ ဒီညမှာလဲဆုံးဖြတ်ချက်ချက်ခုကိုခိုင်မာနေအောင်ခြားထားဖို့လိုအပ်တယ်လို့ပြောပြလိုက်ပြီးဒါကိုလုံးမယ်ဆိုရင်အချိန်ဘလောက်ပဲကြာကြာဆုံးဖြတ်ချက်ကိုပြန်မသွားစေနဲ့လို့ပြောလိုက်ပါရီအိုရိုင်းစကားကိုကြတော့ကီကူကရှင်းရဲ့စကားကနောက်ဆုံးပြောတဲ့ပုံစံဖြစ်နေတာကြောင့်ကြက်သိမ်းထားမိတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့အိုရန်ကယီမုန်းနေခဲ့ပါရီအဲဒီနောက်ကင်းရမုန်ကအိုရိုချီကိုမင်းရဲ့အတိတ်ပဲမရှိတဲ့အလုပ်တွေကိုစိတ်မဝင်စားနိုင်ဘူးလို့ပြောကသူတို့အဓိကလုပ်ချင်တာကဝါနိုဒေတာကိုအိုရန်ရဲ့ဆန္ဒအတိုင်းဖွင့်လှစ်ဖို့ပဲလို့ပြောလိုက်ပါရီ ဒါကြောင့်သူတို့အနေနဲ့ဂိုင်ရိုကိုဖြုတ်ချဖို့လိုအပ်တယ်လို့လည်းပြောလိုက်ပြီးရှေ့ကနေဖယ်ပေးဖို့အတွက်ပြောကမင်းကိုပေးစရာအချိန်မရှိဘူးလို့လည်းပြောလိုက်ပါတယ်။ဒါပေမဲ့အိုရိုချီကသူကမဖယ်ပေးဘူးဆိုရင်ရောလို့ပြောလိုက်တော့ကင်းရမုံကတော့ပွားသွားပြီးဘာပြောတယ်လို့ပြောလိုက်ပါတယ်။အိုရိုချီကတော့ကင်းရမုံတို့ကိုလူသေးတရားရဲ့စကားကိုတန်ဖိုးထားနေတဲ့မင်းတို့ကိုငါမယုံကြည်နိုင်ဘူးလို့ပြောလိုက်ပြီးသူကမင်းတို့ကောင်တွေကိုငါကြည့်မရဘူးလို့ဆိုကခေါင်းလေးကိုဖြတ်ယူပြစ်မယ်လို့ပြောနေပါတယ်။အဲဒီနောက်သူကပုံစံကိုပြောင်းလဲပြစ်လိုက်တာကြောင့်ကင်းရမုံတို့လည်းသူတို့ရဲ့ထားကိုဆွဲထုတ်လိုက်ပါတယ်။ အဲဒီနောက်ဦးရိုချီကသူဘာမှမမလုပ်ထားဘူးလို့ပြောလိုက်ပြီးတိုက်ခိုက်ဖို့လို့တော့အားလုံးကသူ့ရဲ့ခေါင်းကိုဖျက်ပစ်ခဲ့ပါတယ်။ဦးရိုချီကတော့သူကကိုဇူကီကလန်ကိုသူနဲ့ထိုက်တန်တာကိုပြန်ပေးခဲ့တာလို့ပြောလိုက်ပြီးသူ့ကိုဖိနှိပ်ခဲ့တဲ့အတွက်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူကကင်းရဲ့မွန်တို့ကိုလည်းသူကဝါနိုဒေတာရဲ့ရှိုးကမ်းပဲမင်းတို့အားလုံးငါးနောက်ကိုလိုက်ကြရမယ်လို့ပြောတော့ရိုက်ဇိုကသူ့ကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။ဒါကြောင့်ဦးရိုချီမှနောက်ဆုံးခေါင်းတစ်ခုပဲကျန်မာတော့တယ်။အဲဒီအချိန်ကင်းရဲ့မွန်ကသူ့ရဲ့ဓာတ်ကိုအသိပြင်ပြီးဦးရိုချီကိုစိုက်ကြည့်နေပါတယ်။ဒါကအိုရန်ရဲ့အကြည့်နဲ့တူနေတာကြောင့်အိုရိုချီကလန့်သွားခဲ့ပြီးသူ့ကိုအဲ့ဒီလိုမကြည့်နဲ့လို့ပြောလိုက်ပါတယ်။ ိနောက်မှာတော့ဂင်းရမုံကအိုရိုချီကိုတတ်ပြစ်လိုက်ပါတော့တယ်။ပြီးတော့သူတို့ကထွက်သွားဖို့လုပ်ပြီးကျွန်တော်ကတော့ငရဲကဆက်ပြီးတာဝန်ယူလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ရိုက်ဆိုကကြံနေခဲ့ပြီးတော့ဖျူဂရိုကူဂျီကိုမင်းကသူမကောင်းတာတွေကိုတော့ကာဝယ်ပေးနေခဲ့တာပဲလို့ပြောလိုက်တော့ရိုက်ဆိုကမင်းလည်းအတူတူပဲလို့ဖျူဂရိုကူဂျီကပြန်ပြောလိုက်ပါတယ်။အိနောက်သူတို့ကမင်းနဲ့ငါကတိုက်ခိုက်ရဖို့ကန်စာတာပါလာတာလို့ပြောလိုက်ပြီးနှစ်ယောက်သားတယောက်ကိုတယောက်ချိနေခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့လူဖီကကိုင်တိုနဲ့တိုက်ခိုက်နေခဲ့ပါတယ်။သူကကိုင်တိုကိုလည်းလှည့်ပတ်တိုက်ခိုက်နေပြီးတခြားမှာတော့လူဖီတယောက်လွင့်ထွက်သွားခဲ့ပါတယ်။ ဂိုက်ဒိုရဲ့ပြင်းထန်တဲ့ဆွမ်းအားကြောင့်ဂင်းရဲ့မိုနိုပါပြေးနေရာကနေပြစ်လဲသွားခဲ့ပြီးအားလုံးကလူဖီကိုစိတ်ပူသွားကြပါတယ်။ဒါပေမဲ့ဂင်းရဲ့မုံကတော့အားလုံးကိုစိတ်မပူဖို့အတွက်ပြောလိုက်ပြီးလူဖီနဲ့သူတို့ကဂရီထားခဲ့တာကိုမှတ်မိလာလို့ဆိုကပြုံးပြလိုက်ပါတယ်။ဒါကိုကြတော့အားလုံးကလည်းပြုံးပြလိုက်ပြီးသူတို့အနေနဲ့လှုပ်ရှားရှိတာကိုလှုပ်ကြမယ်လို့ဆိုကမိုမိုကိုဆက်ပြီးရှာဖွေနေခဲ့ပါတယ်။အပေါ်ဘက်မှာတော့ဂိုက်ဒိုနဲ့ဘေမာမလို့စီကနေကြီးမားတဲ့လေနံတစ်ခုကထွက်လာနေပြီးဇိုရိုတို့ကတိုက်ခိုက်ဖို့အသင့်မြင်ထားခဲ့ပါတယ်။အဲဒီအချိန်ဂိုက်ဒိုကသူတို့ရဲ့နာကိုရှောက်လာပြီးဒါကလုံလောက်တာထက်ကိုပိုနေပြီလို့ပြောလိုက်ပါတယ်။ ပြီးတော့ဂိုင်ဒိုကဇိုရိုတို့ကိုမင်းတို့ငါ့ကိုဒီထက်ပိုပြီးရင်ဖို့အောင်မလုပ်ပေးနိုင်ကြဘူးလားလို့ပြောလိုက်ပါတယ်။သူရဲ့ရင်ဘတ်မှာတရားပါတရားမျိုးရတာဖြစ်ဖြစ်လို့ပြောလိုက်ပြီးသူ့ကိုတခုခုအမှတ်ရစရာဖြစ်အောင်လုပ်ပေးဖို့အတွက်ပြောလိုက်ကမင်းတို့တွေမကြခင်မှာတရားတော်မှာလေလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ပင်မောင်ကလည်းဂိုင်ဒိုကိုငါလဲသူရဲ့ကောင်းတွေကိုဆွဲဖြုတ်ဖို့လိုအပ်နေပြီလို့ခန်းစားနေရကြောင်းသူကပြောလိုက်တယ်။အဲ့ဒီအချိန်ပေါက်ကြရီပြောနေတာကိုရက်လိုက်တော့ဆိုတဲ့အတန်နဲ့အတူလူဖီကပြန်ရောက်လာခဲ့ပြီးဂိုင်ဒိုကိုဒီတိုက်ပွဲကိုမင်းတယောက်ထဲနဲ့တိုက်လို့ရမယ်ထင်နေတာလို့ပြောလိုက်ပါတယ်။ ဒါအပြင်လူဖီကသူတို့ကဂိုက်ဒိုတို့ကိုရအောင်တိုက်မလို့ပြောလိုက်ပြီးသူတို့ကဘလောက်ထိစိတ်သက်တည်တက်ကြွနေရဲဆိုတာကိုပြမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဂိုက်ဒိုကစိတ်တူသွားပြီးမင်းတို့ဘလောက်ပဲစိတ်အားထက်သန်နေရဲဆိုတာကိုကြည်ကြရတာပေါ့လို့ပြောလိုက်ကလူဖီကိုလည်းမင်းရဲ့ခေါင်းကိုငါကိုယ်တိုင်ဆွဲဖြုတ်ပေးမယ်လို့ဆိုတာတိုက်ခိုက်လိုက်ပါတယ်။အချိန်နဲ့ဝင်လာနေတဲ့ဂိုက်ဒိုကိုလူဖီကတားဖို့လုပ်လိုက်ပေမယ့်ဂိုက်ဒိုကသူ့ကိုရိုက်ပစ်လိုက်ပါတယ်။အချိန်နဲ့ကြောက်ဆောင်တစ်ခုကိုဝင်တိုက်ပစ်သွားတဲ့လူဖီကိုကြည့်ကသူတို့ကစိတ်ပူနေချိန်ဘေးမောင်ကရောက်လာပြီးအာယုံစိုက်ထားစမ်းမလို့ပြောလိုက်ကတိုက်ခိုက်လိုက်ပါတယ်။ ဒါကြောင့်သူတို့ကရှောင်ရှားလိုက်ပြင်မဲ့နောက်ထပ်တိုက်ခိုက်မှုတွေကလည်းစက်တိုက်သူတို့ကိုထိမှန်သွားခဲ့ပြီးလောကတော့ရှောင်ထွက်သွားကဘိုးမွားကလကနဲ့ကာထားလိုက်ပါရီဒါပေမဲ့ဗင်မောင်ကနောက်ထပ်အားပြင်းနဲ့ပြစ်ချက်ကိုပြစ်လိုက်တာကြောင့်သူပါလွင်ထွက်သွားပါရီတစ်ဖက်မှာလည်းဂိုင်ရိုကလည်းကြာနေတဲ့လူဖီရဲ့နားကိုရောက်လာပြီးသူကဆုံးဖြတ်ချက်ခိုင်မာတာတွေစိတ်သက်ပြင်းထန်တာတွေကိုကြားရတာစိတ်ကုန်နေပြီလို့ပြောလိုက်ပါရီဒါအပြင်ဒါရီကကဘာကိုနည်းနည်းလေးတော့မပြောင်းလဲပေးနိုင်ဘူးလို့ပြောလိုက်တော့လူဖီကသူ့ကိုကင်းရမွန်ပြောထားတာကိုသတိရနေပြီးသူ့မှာမဖြစ်မနေလို့ရမှတခုရှိနေသေးတယ်လို့ပြောလိုက်ပါရီ အဲ့ဒီအချိန်ကိုင်ဒိုကတော့လူဖီကိုမင်းတို့တွေဘလောက်ပဲကြိုးစားကြိုးစားအဲ့ဒီຢာတွေကတဲတဲရေသွန်ဖြစ်သွားရတော့မှအဲ့ဒါကလည်းငါးကြောင်မဲလို့ကိုင်ဒိုကပြောလိုက်ပါတယ်။ဒါပြင်ကိုင်ဒိုကလူဖီကိုမင်းတို့တရားတော့မယ်ဆိုရင်လည်းဒီထက်ပိုပြီးအကျိုးရှိတာတစ်ခုခုကိုလုပ်ပြဖို့အတွက်ပြောပါတယ်။အဲ့ဒီအချိန်ဆိုလိုကသူ့ရဲ့ခေါင်းဆောင်ကိုငရဲကိုလဲခေါ်သွားမယ်ဆိုရင်သူလဲလိုက်သွားရလိမ့်မယ်လို့ပြောလိုက်တော့ကိုင်ဒိုကစိတ်ပြတ်သွားပြီးမင်းတို့ထင်နေတဲ့အနစ်နာခံတယ်ဆိုတာကတငယ်ချင်းဆိုရင်ဒါကရန်ကိုစိတ်ပြတ်စရာကောင်းတာပဲလို့ပြောကရိုက်ချလိုက်ပါတယ်။ဒါပေမဲ့လူဖီကကာထားလိုက်ပြီးတော့ကိုင်ဒိုကိုထိုးချပြစ်လိုက်ပါတယ်။ ပြီးတော့လူဖီကဇိုရိုကိုတောင်းပန်လိုက်ပြီးမင်းအခုသေးစရာမလိုတော့ဘူးလို့ပြောလိုက်တယ်။တစ်ဖက်မှာလည်းကီတိုကလူဖီကိုမင်းတို့ကောင်တွေပဲလုံးမနေနဲ့လို့ပြောလိုက်ပြီးလောကလည်းလူဖီကိုသူတို့မပါပဲရှေ့ကိုဆက်သွားစရာလားလို့မေးတော့လူဖီကပြောလိုက်ပြီးသူကဖောက်ထွက်တော့မယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်မှာတော့လူဖီကဂိုက်တိုနဲ့တိုက်ခိုက်ပါတော့တယ်။နှစ်ယောက်သားတယောက်တစ်ပြန်တိုက်ခိုက်နေချိန်ဘင်မောင်းကလူဖီကိုဝင်တိုက်ဖို့လုပ်ခဲ့ပေမဲ့ဇိုရိုကတားထားလိုက်ပါရီ။အဲ့ဒီချိန်ဂိုက်ရိုကလူဖီကိုတိုက်ခိုက်ခဲ့တာကြောင့်လူဖီကလွင့်ထွက်သွားပြီမဲ့လောကဖမ်းထားလိုက်ပြီးလူဖီကိုဂိုက်ရိုစီကိုပြန်ပြီးပြစ်လွှတ်လိုက်ပါတယ် ဒါကြောင့်လူဖီကဂိုင်ရိုကိုပြန်သမားခဲ့ချိန်ဇိုရိုကတော့ပရိုမီသီးယပ်စ်ကိုပိုင်းပစ်လိုက်ပြီးမင်းကိုပြန်သွားခွင့်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာကေကဇူးစ်ကိုဖမ်းထားလိုက်ပြီးကီလာကလည်းဘင်မောင်မြတ်ဓာတ်ကိုတိုက်ခိုက်လိုက်ပါတယ်။အဲဒီနောက်လောကမင်းတို့ငါတို့ကိုခွဲထားရုံနဲ့ဘာမှလုပ်လို့မရဘူးအော်နေတဲ့ဘင်မောင်ကိုကြောက်ခဲနဲ့ပြစ်ပေါက်လိုက်ပါတော့တယ်။ဒါပေမဲ့ဘင်မောင်ကတော့သူမကိုကြောက်ခဲလေးနဲ့ပြစ်ပေါက်ရုံလောက်နဲ့ဓာတ်လို့မရဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူမကတဖြည်းဖြည်းနဲ့ကမ်းမကိုယောက်လာခဲ့ချိန်ဇိုရိုကကြောက်ကဘာကိုဖျက်ချပြစ်လိုက်ပါတယ်။ဒါကြောင့်ကမ်းမကပဲကြသွားပြီးဘင်မောင်မလေးအောက်ကိုပြုတ်ကြသွားတာက ဘီလေရီတဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ဒါကိုမြင်တော့ဇိုရိုကကျေနပ်သွားခဲ့ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။အပိုင်း2029ရဲ့အဆောင်မှာတော့မြေပြင်ကိုဖျက်ချလိုက်တာကြောင့်ဘင်မောင်းတစ်ယောက်ပင်လေတဲကိုပြုတ်ကျသွားခဲ့ပါတယ်။နန်ဇိုတိတိစားထားတာကြောင့်ဘင်မောင်းကပင်လေရီထဲမှာဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့်သူမကရေထဲကိုတဖြည်းဖြည်းနှက်သွားပြီးအထိတ်တလန့်နဲ့ Prometheus တို့ကိုဘာတွေလုပ်နေလဲငါ့ကိုလာခဲ့ပေးကြအောင်လို့ဘလုံးမထွေးနဲ့ပြောဆိုနေပါရီအပေါ်ဘက်မှာလဲ Zeus ကပိတ်ခံထားရပြီးပင်မမြေအော်တန်ကြောင့်ဘာတွေဖြစ်နေရလဲဆိုတာအော်ခေါ်နေပါရီ ဒါကိုမြင်တော့ကေကဇူးစ်ကိုအော်လိုက်ပြီးငိုပြစ်လိုက်လို့ပြောလိုက်ပါရီဒါအပြင်ကေကဇူးစ်ကိုမင်းရဲ့ဘွားတော်ကြီးကိုတိုက်တာလုပ်လိုက်တော့လို့သူကပြောလိုက်ပါရီတဖက်မှာလေလောကကျန်တဲ့ကိစ္စကိုပင်လယ်ပင်ကနေဆက်ပြီးတာဝန်ယူသွားလိမ့်မယ်လို့ပြောလိုက်ကစောင့်ကြည့်နေကြတာပါအဲ့ဒီအချိန် Prometheus ကမောင်မောင်ကိုသူလာခဲ့မယ်လို့ပြောလိုက်ပေမဲ့သူကဇိုရိုရဲ့တိုက်ခိုက်မှုကိုခံနေရတာကြောင့်ပင်မောင်မြဲနောက်ကိုချက်ချင်းလိုက်မသွားနိုင်ဖြစ်နေခဲ့ပါရီ Prometheus ကိုဒါနဲ့ဆက်တိုက်လိုက်ခုံနေတဲ့ဇိုရိုကိုမြင်တော့လောတယောက်စိတ်ပူနေပြီးဒီအယူကားတော့လို့ပြောလိုက်ပါရီ ဘာလို့လဲဆိုတော့စောစောနောက်ကပဲဇိုရိုကအားလုံးကိုကာကွယ်ဖို့အတွက်ကိုင်ရိုရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံထားရလို့ပါအဲဒီတော့ကဇိုရိုကရှေ့ကနေကာပေးထားပြီးအားလုံးကိုထွက်သွားဖို့အတွက်ပြောလိုက်ပြီးတော့သူကအားလုံးကိုဖယ်နေဖို့လဲအော်နေလိုက်ပါတယ်အဲဒီနောက်မှာတော့သူ့အနေနဲ့တေမတက်ဖြစ်သွားခဲ့ပေမဲ့အခုတခါထပ်ပြီးတိုက်ခိုက်နေခဲ့ပြန်ပါတယ်တစ်ဖက်မှာလည်းကီလာကဘင်မောင်းမြဲဓာတ်ကိုလိုက်ပြီးတော့တိုက်ခိုက်နေတာကြောင့်ဓာတ်ကအော်ပြေးနေပြီးသူကဓာတ်ချောင်းတက်တက်ပါလို့ပြောနေပါတယ်အဲ့ဒီချိန်လူဖီကတော့ကိုင်ရိုရဲ့လက်ချက်နဲ့မျက်ဖြူတွေပါစိုက်နေပြီးပက်လက်လန်ကလောကကြီးနဲ့အဆက်အသွယ်ပြန်နေခဲ့ပါတယ် ဒါကိုဂိုင်ရိုကကြည့်နေပြီးသူကပြုံးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂိုင်ရိုကပရိုမီသီးယပ်ရဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်ပြီးသူကဒါကစိတ်ပြက်စရာပဲလို့ပြောလိုက်ကမင်းတို့ငါကအားလုံးကိုလိုက်လို့ပေးရမှာလားလို့ပြောလိုက်ပါတယ်။ပြီးတော့ဂိုင်ရိုကဇိုရိုကိုပရိုမီသီးယပ်ကိုလွှတ်လိုက်စမ်းပင်လယ်ထမြောက်မုတ်ဆိုးကောင်လို့ဆိုတာပြေးဝင်တိုက်ခိုက်လိုက်ပါတယ်။ဒါကိုမြင်တော့ဇိုရိုကလန့်သွားချိန်လောကသူနဲ့ဇိုရိုရဲ့နေရာကိုလည်းပစ်လိုက်ပါတယ်။ပြီးတော့သူကဂိုင်ရိုကိုဈေးထိုးတိုက်ခွက်ကိုသုံးပြီးဤဈေးထိုးပလိုက်တာကြောင့်ဂိုင်ရိုကအနောက်ကိုရိုင်လဲသွားပါတယ်။အဲဒီနောက်ဂိုင်ရိုကလောကိုမင်းရဲ့အစွမ်းကငါ့ကိုခေါင်းကိုက်စီတယ်လို့ဆိုတာလွှဲရက်လိုက်ပါတယ်။ ဒါဝလောကဘုဒ္ဓအကာရံနဲ့ဓာလိုက်ပေမဲ့ဂိုက်ရူရဲ့တန်ထုပ်အပေါ်မှာဘုဒ္ဓဆေးကလုံးမဖြစ်ခဲ့တာကြောင့်လောတယောက်ရိုက်ခံလိုက်ရပြီးလွင့်ထွက်သွားပါတော့တယ်။အဲဒီနောက်မှာတော့လောကနာကျင်သွားခဲ့ပြီးတစ်ဖက်မှာလေပရိုမီသီးယပ်စ်ကဒါဝဘာခေါ်ကဘင်မောင်းမျက်နှာကိုလိုက်သွားခဲ့ပါတယ်။ဒါဝမြင်တော့ဇိုရိုကလောကိုအဲဒီလိုမီးလို့ကောင်းကဘင်မောင်းကိုသွားခဲ့ပြီးတော့မှလို့ပြောလိုက်တော့လောကသွားပါစေလို့ပြောလိုက်တယ်။ဒါအပြင်လောကသူတို့ထဲကတယောက်တရားမှထပ်ဆာရင်စစ်စင်ကြီးကိုပဲရှုံးခံလိုက်တာပေါ့လို့ပြောလိုက်ပါရီ။တစ်ဖက်မှာတော့လူဖီကဖလက်ပြနေပြီ။ဂိုက်ဒူကလည်းလူဖီရှေ့ကိုပြန်သွားနေပါရီ။ အဲ့ဒီချိန်ဇူးစ်ကတော့ဘာတွေဖြစ်နေရလဲလို့ပြောလိုက်ပြီးလှုပ်ဖို့အတွက်စူးစမ်းနေပါတယ်။ကီကတော့ဒါကိုမြင်တော့သူအပစ္စည်းတွေအားလုံးကိုဆူလိုက်ပြီးငရီရဲ့ယီမန်ချက်ကကိုင်ရိုနဲ့ပင်မောင်းကိုလူကွဲသွားအောင်လှုပ်ဖို့ပဲလို့ပြောလိုက်ကအသက်တည်ရင်ထားရတော့တဲ့အထိမလိုအပ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကီကဂီလာနဲ့တူနောက်တစ်ဖက်ကိုလိုက်သွားခဲ့ပြီးပင်မောင်းကိုငါတို့တာဝန်ထားလိုက်လို့ပြောပါတယ်။ဒါကိုမြင်တော့ဇူရူတို့ကအန်အောနေပြီးတစ်ဖက်မှာလည်းပရိုမီသီးယပ်ကမမလို့အော်ခေါ်ပြီးရေထဲကိုထိုးဆင်းသွားပါတယ်။ပြီးတော့သူကရေအောက်ကိုတဖြည်းဖြည်းကျနေတဲ့ပင်မောင်းကိုကဲထုတ်လာခဲ့ပါတယ်။အဲ့နောက်ပင်မောင်းကရေဒီကိုအန်ထုတ်ပစ်လိုက်ပြီးသေဝီထင်းရလို့ပြောလိုက်တယ်။ နောက်တော့ Prometheus ကပင်မောင်းကိုတဲပြီးကျွန်းစီကိုပြန်လာခဲ့ပါတယ်။ဒါကြောင့်ပင်မောင်းကသူ့ကိုလာခဲ့ပြီးတဲ့ Prometheus တို့ကိုမင်းတို့ကချစ်စရာကောင်းလေးတွေပဲလို့ပြောလိုက်တော့ Prometheus တို့ကကျေနပ်သွားပါတယ်။အဲဒီနောက်ပင်မောင်းက Zeus ကိုတရိယာသွားပြီး Zeus ရဲ့ကောင်ကဘာတွေလုပ်နေရလဲလို့မေးလိုက်ပြီး"သူမက Zeus ကိုတကယ်ကိုသုံးစားမရတဲ့အကောင်ပဲ"လို့ပြောလိုက်ပါတယ်။အိမ်နောက်မှာတော့ဒါကိုကြားတဲ့ Prometheus ကလည်းထောက်ခံလိုက်ပြီး Zeus ကိုမိသားစုဝင်အဖြစ်သတ်မှတ်တာမသိတော့ဘူးလို့ပြောလိုက်ပါရီ။အဲဒီအချိန် Zeus ကတော့အချုပ်ခံထားရပြီးဘာတွေဖြစ်နေလဲလို့အော်ဟစ်နေတာပါ။ တဖက်မှာ Prometheus ကတော့အခါခွင့်တင်သော Zeus ကိုပင်မမြေနာကနေရှင်းထုတ်ပြဖို့အတွက်ကြိုးစားနေပါတယ်။ Prometheus ကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်ကအရေးချင်းမပြည့်မီရင်သူကလည်းပဲအကျန်းစားတိုက်ခွက်တွေကိုထုတ်လို့မရဘူးလို့တွေးနေပါတယ်။ဒါ့အပြင် Prometheus ကသူဟာတကယ်ကိုမိုက်တဲ့သူတယောက်ပဲလို့သူ့ကိုသူတွေးနေတာပါ။အဲဒီနောက်မှာတော့ K ကလည်းဒါကိုစောင့်ကြည့်နေခဲ့ပြီး Prometheus ကတော့အကျန်းတစ်ခုရသွားခဲ့ကပင်မမကိုသူ့အနေနဲ့တောင်းဆိုစရာရှိတယ်ဆိုပြီးပြောလိုက်ပြီးသူ့ကိုကောင်းမလေးရှာပေးဖို့အတွက်ပြောပါတယ်။ဒါကိုကြတော့ပင်မမကသဘောကျသွားပြီး Prometheus ရဲ့စကားကိုလက်ခံလိုက်ပါတယ်။ အိနာပြမောင်ကရီမောလိုက်ရင် Prometheus ရဲ့ကောင်းမလေးလည်းဖြစ်ဇူးစီရဲ့နေရာကိုလည်းအစားထိုးမဲ့ကလေးမလေးရဲ့ပုံစံကဘလို့ရှိနိုင်မလဲလို့ပြောပါရီတဖက်မှာလည်းဒါကိုအဝေးကကြည့်နေတယ်လောရဲ့တပည့်တွေကကြိတ်မနိုင်ခဲမရဖြစ်နေပါရီသူတို့ကပြမောင်ကကန်ဆိုးစွာနဲ့တည်မသွားခဲ့ဘူးလို့ပြောလိုက်ပြီးစိတ်တုန်နေခဲ့ကြပါရီဒါအပြင်သူတို့ကပြမောင်ကတကယ်ကိုရင်ဆိုင်ရခတ်တဲ့သူပဲလို့ပြောလိုက်ကြပါရီဘာလို့လဲဆိုတော့သူတို့ကပင်လယ်ထဲကိုပြမောင်ကပြုတ်ကျလာတော့သူမကိုအဆုံးသတ်နိုင်ပြီလို့ထင်နေခဲ့ကြတာပါဒါပေမဲ့ Prometheus ကနောက်ကနေလိုက်လာပြီးပြမောင်ကိုကယ်သွားခဲ့ပါရီ အဲ့နောက်မှာတော့အားလုံးကသူတို့အနေနဲ့ဂျုံကိုရောက်အောင်သွားဖို့မလွယ်တော့ဘူးလို့ပြောလိုက်ပြီးတယောက်ကတော့ဘာပဲဖြစ်ဖြစ်ရောက်အောင်သွားရမယ်လို့ပြောလိုက်ပါတယ်။ဒါကအားလုံးကလည်းလက်ခံလိုက်ကြပြီးသူတို့ကရေရောက်ကိုပြန်ကုန်သွားပါတယ်။တစ်ဖက်မှာလည်းလော်ရူကလူဖီနဲ့ဂိုက်ရိုကိုစောင့်ကြည့်နေခဲ့ပါတယ်။ဂိုက်ရိုကတော့မျက်ဖြူဆိုင်နေတဲ့လူဖီကိုကြည့်လိုက်ပြီးပြောနေပါတယ်။ဂိုက်ရိုကလူဖီရဲ့ပုံစံကသူနဲ့နောက်ဆုံးတစ်ခေါက်တုန်းကလိုမျိုးဖြစ်နေပြီလို့ပြောလိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းကလည်းလူဖီကမျက်ဖြူဆိုင်သွားခဲ့လို့ပါ။အဲ့ဒီနောက်ဂိုက်ရိုကလူဖီကသတိလစ်နေတာတော့သူ့ကိုစိုက်ကြည့်နေသေးပဲလို့ပြောလိုက်ပါတယ်။ဒါကကြတော့လော်ရူကစောင့်ကြည့်နေခဲ့ပါတယ်။ အဲ့နောက်ဂိုင်တို့ကလူဖီရဲ့မျက်လုံးကိုအရင်ဖောက်ထုတ်ပြရမလားဒါမှမဟုတ်အုံနောက်ကိုပဲအရင်ဖောက်ထုတ်ပြရမလားလို့ပြောနေခဲ့တာပါဒါကိုကြတော့ဇိုရိုကတပ်ပြင်းတစ်ချက်ချလိုက်ပြီးသူ့ရဲ့ဓာတ်ကိုထောက်ယူကလောကိုသူဒီတစ်ခေါက်တိုက်မှာကသူ့ရဲ့အစွမ်းကုန်ပဲလို့ပြောလိုက်ပါတယ်ဇိုရိုရဲ့စကားကိုကြတော့လောကစိတ်ပူသွားပါတယ်ဇိုရိုကတော့ယော်ဒီယော်ရဲ့တိုက်ခိုက်ရတာကလူကိုပိုပြီးပဲပြင်ပန်းစေတယ်လို့ပြောလိုက်တယ်အဲ့နောက်ဇိုရိုကလောကိုသူဒီတစ်ခါတိုက်ခိုက်မှုကမအောင်မြင်ခဲ့ရင်သူ့အတွက်ဒေနေစီပြီလို့ပြောလိုက်ပြီးဒါကိုပါးစပ်မှာကိုက်လိုက်ပါတယ်ပြီးတော့ဂျန်နာကိုလောရိုကိုမင်းတို့ဆက်လွတ်လိုက်တော့လို့ပြောလိုက်တယ် ။အဲဒီနောက်ဇိုရိုကသူ့ရဲ့တိုက်ကွက်ကိုပြင်လိုက်ပြီးလူဖီစီကိုသွားနေတဲ့ဂိုက်ရိုကိုလမ်းခေါ်လိုက်ပါရီ။ပြီးတော့ဇိုရိုကဂိုက်ရိုကိုလူဖီကသူ့ရဲ့ခေါင်းဆောင်မယ်လို့ပြောလိုက်ပြီးခေါင်းဆောင်ဖြစ်တဲ့လူဖီရဲ့ခေါင်းကိုမယူခင်သူ့ရဲ့ခေါင်းကိုအရင်ယူဖို့စ조사ကြည့်စမ်းပါလို့ပြောလိုက်ပါရီ။ပြီးတော့ဇိုရိုကသူ့ရဲ့စွမ်းကုန်ကိုထုတ်သုံးလိုက်ပြီးအတူရနမင်းရဲ့အာယုံဦးတိုက်ကွက်ကိုထုတ်လိုက်ပါရီ။ဒါကြောင့်ဇိုရိုရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအလင်းရောင်နေဖုံးလွှမ်းသွားခဲ့ပါရီ။အဲဒီနောက်မှာတော့သူကဂိုက်ရိုကိုစတင်တိုက်ခိုက်ပါတော့တယ်။ဇိုရိုကဓာကူကြောင့်တိုက်ခွက်ကိုတုံးကဂိုက်ရိုကိုတိုက်ခိုက်ပြလိုက်တော့ဂိုက်ရိုရဲ့ရင်ဘက်ကဒဏ်ရာကပြန်ပွင့်သွားပါတယ် ။ဒါကိုမြင်တော့လောကလည်းပါစားအဟောင်းသားနဲ့ကြည့်နေခဲ့ပြီးဇိုရိုကတော့မောပန်းနွမ်းနေနေပါပြီ။ဂိုင်ရိုကသူ့ရဲ့ပွင့်သွားတဲ့ဒဏ်ရာကိုကြည့်ကအံ့ဩနေချိန်ဇိုရိုကသူ့ရဲ့ဓာတ်ကိုပြန်ချလိုက်ပါရီ။ပြီးတော့သူကဂိုင်ရိုကိုလှည့်ကြည့်လိုက်တော့ဂိုင်ရိုကသူ့ကိုပြန်လှည့်ကြည့်နေကြကိုမြင်သွားခဲ့ပြီးအံ့ဩသွားပါရီ။ဇိုရိုကလည်းမကြသွားတဲ့ဂိုင်ရိုကိုကြည့်ကတုံ့လုံနေချိန်ဂိုင်ရိုကလည်းဇိုရိုကိုမယုံကြည်နိုင်သလိုကြည့်နေခဲ့တာပါ။အဲ့နောက်ဂိုင်ရိုကဇိုရိုကိုမင်းလဲကာလော့ဆူပရီမ်ကင်းကိုတုံးနေတာလားလို့မေးလိုက်တော့ဇိုရိုကနားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။အဲ့နောက်ဇိုရိုက ဂိုက်ဒိုကိုခမားပါရီပြောနေရလဲနားမလည်ဘူးလို့ပြောလိုက်ပြီးသူကဂိုက်ဒိုကိုသူ့ရဲ့အစွမ်းကုန်ကိုသုံးပြီးတိုက်ခိုက်လိုက်တာလို့ပြောလိုက်ပါရီဒါပြင်ဇိုရိုကသူ့အနေနဲ့အနည်းဆုံးတော့ဂိုက်ဒိုကိုလဲကျသွားစေဖို့အတွက်မျှော်လင့်ခဲ့တာလို့ပြောလိုက်တယ်ပြီးတော့ဇိုရိုကလဲကျသွားပါရီဒါကိုမြင်တော့ဂိုက်ဒိုကဇိုရိုကိုမင်းပြောသေးတယ်လို့ပြောလိုက်ပြီးသူ့ရဲ့ဒဏ်ရာကိုငုံကြည့်လိုက်ကဒါကတရားပါအမှတ်သားဖြစ်တော့မှာလို့ပြောလိုက်ပေမဲ့ဇိုရိုကတော့ပြန်အောင်မပြောနိုင်တော့ပါဘူးအဲဒီနောက်မှာတော့ဂိုက်ဒိုကဇိုရိုရဲ့နားကိုတိုးလာပြီးစိတ်ရှုဖို့ကောင်းတဲ့မျိုးဆက်တွေပဲလို့ဆိုကဇိုရိုကိုတိုက်ခိုက်ဖို့လုပ်တာကြောင့်လောကလန့်သွားခေကဇိုရိုကိုထွက်ပြေးတော့လို့အော်ဟစ်လိုက်ပါရီ ။ဒါပြင်လောကဇိုရိုကိုကူညီဖို့ကြိုးစားခဲ့ပေမယ့်ဒါဝိုဂျိုတီးနေတဲ့ဂိုင်ဒိုကလောကိုငါးရဲ့နာကိုကတ်လာဖို့မကြိုးစားနဲ့လို့ပြောကတားထားလိုက်ပါရီ။အဲဒီနောက်မှာတော့သူကဇိုရိုတို့ကို မိုဂျို78ကွက်ကိုတုံးကတိုက်ခိုက်ပြလိုက်ပါရီ။လောကလေဒါဝိုကူဖို့ကြိုးစားတာကြောင့်နှစ်ယောက်လုံးကရိုက်ခံရပြီးလွင်သွားပါတော့တယ်။အဲဒီနောက်မှာတော့ဂိုင်ဒိုရဲ့တိုက်ခိုက်မှုကြောင့်နှစ်ယောက်သားဒွိတွေအနေကြပါတော့တယ်။ဂိုင်ဒိုကတော့ဇိုရိုတို့ကိုကြည့်ပြီးမင်းတို့တောင်ကနဲ့အတူတူပူးပေါင်းမိနေရင်တကဘာလုံးကိုအုပ်စိုးရမှာပဲလို့ပြောလိုက်ပါရီ။အဲဒီချိန်တစ်ဖက်မှာတော့လူဖီကပြန်ထလာပြီးဂိုင်ဒိုကိုခမည်းနဲ့ပူးပေါင်းရမယ်ဟုတ်လားလို့ပြောလိုက်ပါရီ။ ဂိုင်ဒိုကလူဖီရဲ့တန်ကြောင်အံဟောသွားပြီးလဲကြည့်လိုက်တော့လူဖီကဂိုင်ဒိုကိုကြောပင်းရင်ရနေခဲ့တာပါအဲ့နောက်လူဖီကဂိုင်ဒိုကိုသူ့အနေနဲ့ခမားနဲ့အတူတူပူးပေါင်းမှုဆိုတာကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးခမားရဲ့လက်အောက်မှာလည်းမနေနိုင်တယ်လို့ဒါအပြင်လူဖီကဂိုင်ဒိုကိုသူတို့ကဆာမူရိုင်းတွေကိုသဘောကျတယ်လို့ပြောလိုက်ပြီးခမားကိုပြင်းပြမယ်လို့ပြောလိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်အပိုင်း2028ရဲ့အစမှာတော့ဂိုက်ဒိုကလူဖီကိုမင်းငါးငါးကိုပြင်းမယ်ဟုတ်လားလို့မေးလိုက်ပြီးပြင်းလို့ရရင်ပြင်းလိုက်စမ်းပါလို့ပြောလိုက်ပါတယ် ပြီးတော့ Kaido ကလူဖီကိုမင်းရဲ့စိတ်လက်မှန်ပါထိုးတဲ့လက်သီးတွေနဲ့ငါ့ကိုအနိုင်ယူလို့ရမယ်ထင်နေတာလားလို့သူကမေးလိုက်ပြီးပောက်ကွဲနေခဲ့ပါတယ်။တဖက်မှာလည်းဘင်မောင်ကကိကိုကြည့်လိုက်ပြီးငါနင်းကိုခွေးမလို့ဖူးလို့ပြောလိုက်ပြီးမင်းဆိုတဲ့ကောင်ကိုတတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဘင်မောင်ကသူမကိုပြုတ်ကြအောင်လုပ်ခဲ့တဲ့ကိကိုစိတ်တုန်နေပြီးတကယ်ကိုရှုပ်တဲ့ကောင်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ဘင်မောင်ကသူမရဲ့ခန္ဓာကိုယ်တွေကဝိညာဉ်အစိတ်ပိုင်းတစ်ခုကိုထွက်ယူလိုက်ပြီးခေါင်းငင်ကိုမောကြည့်လိုက်ကဖျက်လိုက်တဲ့ဒိန်လေးကိုမင်းကိုငါရဲ့ဝိညာဉ်တစ်ခုပေးမယ်လို့ပြောလိုက်ပြီးသူမရဲ့ဝိညာဉ်ကိုပြစ်ထုတ်လိုက်ပါတယ်။ပြီးတော့ပင်မောင်ကတိန်လေးကိုသူမစီကိုလာဖို့အတွက်ပြောပါရီ ခဏကြာတော့တိန်ကဘင်မားမြက်ဝိညာဉ်ကိုဆောက်ယူလိုက်ပြီးသူမကဇားကောင်းတယ်လို့ပြောလိုက်ပြီးတကယ်ကိုလက်ဆက်တဲ့ဝိညာဉ်လေးပဲလို့ပြောပါရီဒါကိုကြည့်ကပရိုမီသီးယပ်စ်တယောက်ဆော်ရတော့မှမလို့ဝမ်းသာနေပါရီတဖက်မှာလည်းတိန်လေးကအသက်ဝင်လာနေပြီးသူမကလှုပ်ရှားနေခဲ့ကဘင်မားမကိုတော့တိန်လေးကိုသူမစီကိုလာလိုက်တော့လို့ပြောနေခဲ့ပါရီဒါကိုကြည့်ပြီးပရိုမီသီးယပ်စ်တယောက်ခြေနဲ့နေခဲ့တယ်လို့ဘင်မားမကိုလည်းသူမရောက်လာပြီလားလို့ပြောကသွားကြည့်ဖြစ်နေခဲ့ပြီးဘင်မားမကလည်းကောင်းမလေးကိုသူ့စီလာဖို့အတွက်ခေါ်နေပါရီတဖက်မှာလည်းကီတိုကဒါကိုမြင်တော့တိန်ကောင်ကိုသူတို့ဖမ်းထားပြီးပြီမလားလို့ပြောလိုက်ပြီးအံ့ဩနေပါရီ ကေကယုတ်တရက်ပြောင်းလဲနေတဲ့အခြေအနေကိုကြည့်ပြီးမယုံနိုင်ဖြစ်နေခဲ့ကဘေမောင်ကအတော်လေးကိုအစွမ်းကြီးတာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကီလာကလည်းအခြေအနေကိုနားမလည်ဖြစ်နေပြီးကေကအခြေအနေမကောင်းဘူးလို့ပြောလိုက်တယ်။နောက်တော့ကေကကီလာကိုငါတို့အရင်ဆုံးဒီကနေထွက်သွားကြရအောင်လို့ပြောလိုက်ပေးမယ်။ဘေမောင်ကတော့ကေတို့ကိုကြည့်ပြီးမင်းတို့တွေကိုထွက်သွားခွင့်မပြုနိုင်တော့ဘူးလို့ဆိုကကောင်မလေးကိုလည်းမင်းဘာတွေလုပ်နိုင်မလဲဆိုတော့ငါ့ကိုပြလိုက်စမ်းပါလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကောင်မလေးကလည်းဟုတ်ကဲ့လို့ပြောလိုက်ပြီးကေတို့ကိုခရမ်းရောင်လျက်စီးကြောင်းနေနဲ့ပြစ်ခတ်လိုက်ပါတယ်။ ။ဒါပေမဲ့လေကီတိုကထွက်ပြေးဖို့လုပ်လိုက်ပေမဲ့ယုဒိယရောက်လာတဲ့လျှက်စီးချောင်းတွေကိုသူတို့ကမရှောင်နိုင်လိုက်ပါဘူး။ဒါကပြင်းထန်လွန်လာတာကြောင့်ကီတိုကလွင်ထွက်သွားပြီးတစ်ဖက်မှာလည်းဥဆုပ်တို့ကဘာတွေဖြစ်နေရလဲလို့ပြောနေခဲ့ပါတယ်။နာမီကတော့တရားရောက်လာနေရလားလို့ပြောလိုက်တော့ဥဆုပ်ကသူတို့အခုမှအိုတမာရဲ့ကီဘီဒန်ဂိုရီကိုသုံးပြီးမိဆွေနေနဲ့ရလာရုံပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်။အိုတမာကတော့သူမရဲ့မုံလုံးလေးတွေကိုကြွေးထားရုံလောက်နဲ့ဘာမှမဖြစ်သေးဘူးလို့ပြောလိုက်ပြီးအားလုံးကိုသူမရဲ့အမိတ်နာခံအောင်လုပ်ဖို့အတွက်ဖျော်ဖြေခမကိုအမြန်ဆုံးရအောင်သွားဖို့အတွက်ပြောနေပါတယ်။အဲ့ဒီအချိန်နောက်ဖက်မှာလည်းတဝန်းကလိုက်လာပြီး မင်းတို့ဘလို့တော့ငါးရဲ့အမကိုထိခိုက်အောင်လုပ်နိုင်တာလဲလို့မေးလိုက်ပါတယ်။ဒါကိုမင်းတို့နာမီတို့ကမိုးရီဇက်တွေကိုတဝမ်းရဲ့ဘော်ကိုပြစ်ချလိုက်ပါတယ်။တဝမ်းကတော့ဒါကငါ့အတွက်အလုံးမဖြစ်ဘူးလို့ပြောလိုက်ပြီးသူဟာတက်လာခဲ့ပါတယ်။ဒါကိုမင်းတို့ဥစုပ်တယောက်တရားမျှတစွာတိုက်လို့မဖြစ်သေးဘူးပေါ့လို့ပြောလိုက်ပြီးမိโกဘုံနဲ့ပြစ်လိုက်ပေမဲ့တဝမ်းကဆက်လိုက်လာနေသေးတာကြောင့်နာမီကလျက်စီးချောင်းတွေကိုပြင်ထားလိုက်ပြီးရေစုံနေတဲ့တဝမ်းကိုပြစ်လိုက်ပါတယ်။အဲ့လောက်နာမီတို့ကအားလုံးပြီးသွားပြီလို့ထင်တာပြောနေချိန်တဝမ်းကပျောက်သွားတာကြောင့်သူမတို့ကလန့်သွားချိန်မှာတဝမ်းကအပေါ်ကနေပြီးခုန်တက်လာပါတယ်။ ဒါကိုမြင်တော့နာမီတို့ကသွေးပြက်နေပြီးအိုတမောင်ကတော့နာမီတို့ကိုဝင်းနေကြဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ခွေးလေးကအမြန်သွားလိုက်သွားပြီးသူကအပေါက်တစ်ခုတည်းကိုခုံဝင်လိုက်တာကြောင့်တဝမ်းကလန့်သွားပြီးတော့ခဏနေဖို့အတွက်ပြောပေမဲ့မရလိုက်တော့ပါဘူး။တစ်ဖက်မှာလည်းကိကအပြက်စီးရီကြားကနေထလာကကီလာကိုမင်းသက်ရှိသေးတယ်မလားလို့မေးလိုက်တော့ကီလာကလည်းအေးလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်မှာတော့ကိကဘင်မောင်မြတ်အစွမ်းကပေါ်သေးသေးမဟုတ်ဘူးလို့ပြောလိုက်ပြီးငါတို့ဘယ်ကိုရောက်လာတာလဲလို့ဆိုတော့ဂီလာကသူတို့ကရေတိုက်ရဲ့တနေရာကိုရောက်လာတာလို့ပြောလိုက်ပြီးကိကသူတို့အနေနဲ့ဒီလောက်ထိလွင်လာတာကိုမယုံနိုင်ဘူးလို့ပြောလိုက်ပါရီ အိနောက်ကဘင်မောင်းမျောလို့မိလိုက်တော့ဂီလာကနောက်ကနေလိုက်မလာဘူးလို့ပြန်ပြောလိုက်ပြီးကြည်ရတော့ငါတို့ဘယ်ကိုလွင်သွားလဲဆိုတာမသိလို့နေမယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်ပတ်ဝင်းကျင်တစ်ခုလုံးကတသိမ့်သိမ့်တုံနေပြီးသူရဲ့အောက်ထပ်ကနေသူတို့ကိုလိုက်ရှာနေတဲ့ဘင်မောင်းမြေအတန်ကိုကြားလိုက်ရပါတယ်ဒါကိုကြတော့ကိကဘင်မောင်းကသူရဲ့အောက်မှာဖြစ်လိုက်မယ်လို့ပြောလိုက်ပြီးဂိုက်ဒိုနဲ့သူ့ကိုအတူပေါင်းထားလို့မရဘူးလို့ပြောလိုက်ကကိကပြေးသွားတာကြောင့်ဂီလာကလည်းနောက်ကနေလိုက်သွားပါတယ်ဂီလာကကိကိုကြည့်ပြီးကိကသူ့ကိုမင်းကိုလောင်ရင်နေတဲ့သူတွေအားလုံးကိုတတ်ပြစ်ပေးမယ်လို့ပြောလိုက်တာကိုသတိရသွားပါတယ်အဲ့ဒီအချိန်ဟော့ကင်းကရောက်ရှိလာခဲ့ပြီး သူတို့ကိုတိုက်ခိုက်လိုက်တာကြောင့်ကိကဒေါသထွက်သွားပြီးမင်းကငါတို့ကိုတိုက်ခိုက်ရဲတဲ့ပေါ်လို့ပြောလိုက်ပါတယ်။ဟော်ကင်းကတော့အာဘူးရဲ့လင်ညာတော်ကိုခံလိုက်ရပြီးနိုင်မိုးအခွင့်ရင်းမရှိတဲ့တိုက်ပွဲကိုတိုက်ချင်ငင်ုံပဲလို့ပြောလိုက်တော့ကိတရောက်ဒေါသထွက်သွားပြီးမင်းရှုံးမှုသိနေရင်လည်းတိုက်ပွဲမြေမှာမျက်နှာလာပြမနေနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ကီလာကကိကိုဟော်ကင်းကိုသူနဲ့ထားခဲ့ဖို့အတွက်ပြောလိုက်တော့ကိကကီလာကိုကျေးဇူးတင်ကထွက်သွားပါတယ်။ တဖက်မှာလည်းဟော်ကင်းကကီလာကိုကျေးဇူးတင်တယ်လို့ပြောပြီးနှစ်ယောက်လုံးကိုလည်းသူကမတိုက်နိုင်ဘူးလို့ဆိုကာသူ့ရဲ့တိုက်ခွက်ကိုစားပြီးထုတ်လိုက်ပြီးကီလာကိုမင်းမနိုင်နိုင်ချေတိတ်မရှိဘူးလို့ပြောလိုက်တော့ကီလာကဟော်ကင်းကိုဘေးရင်ဟောင်းနေပြန်ပြီလားလို့မေးလိုက်ပါတယ်။အဲဒီနောက်ကီလာကဟော်ကင်းကိုကန်းကြမ်းဆိုတာကကိုဘသားကိုဖန်တီးရတာပဲလို့ပြောလိုက်ပြီးတိုက်ခတ်လိုက်ပါတယ်။ဒါကိုမြင်တော့ဟော်ကင်းကကီလာကိုမင်းအတွက်ဆူတောင်းပေးပါတယ်လို့ပြောလိုက်ပါတယ်။တဖက်မှာလေကီလာကတစ်ချက်တည်းနဲ့ဟော်ကင်းကိုအနိုင်ယူပြစ်လိုက်ပြီးသူ့အတွက်ဆူတောင်းပေးဖို့မလိုဘူးလို့ဆိုတာဆူမတောင်းပေးနဲ့လို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်ကတော့ဘင်မောမရှိအောင်ကိုဥတီသွားနေခဲ့ပါတယ်။ဂိုင်ရိုကတော့ဇိုလိုတို့ကိုကြည့်ပြီးမင်းတို့တောင်ငါနဲ့အတူတူပူးပေါင်းနေရင်ကဘာကြီးတစ်ခုလုံးကိုအုပ်ဆိုးလို့ရမှာလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့လူဗီကပြန်ထလာခဲ့ပြီးတော့ဂိုင်ရိုကိုခမည်းနဲ့ပူးပေါင်းရမယ်ဟုတ်လားလို့မေးလိုက်ပါတယ်။ဂိုင်ရိုကလူဗီရဲ့တန်ကြောင်အံ့ဩသွားပြီးလှည့်ကြည့်လိုက်တော့လူဗီကဂိုင်ရိုကိုကြောပြရနေပါတယ်။အဲ့ဒီချိန်လူဗီကဂိုင်ရိုကိုသူတို့အနေနဲ့ဂိုင်ရိုနဲ့အတူတူပူးပေါင်းမှုဆိုတာကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးခမည်းရဲ့လက်အောက်မှာလည်းမနေနိုင်ဘူးလို့ပြောလိုက်ပါတယ်။ ဒါပြင်လူဖီကဆာမူရိုင်းတွေကိုသူတို့ကသဘောကျတယ်လို့ပြောလိုက်ပြီးခမ ्या ကိုတော့ဘင်းပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။သူရဲ့စကားကြောင့်ဂိုင်ရိုကဒေါသအကြီးကျယ်ထွက်နေခဲ့ပြီးလူဖီကသူ့ရဲ့လက်သီးကိုဆုပ်ကာဟျူဂရိုရဲ့စကားတွေကိုကြားယောင်နေပါတယ်။ဟျူဂရိုကလူဖီကိုတွန်းအားရမ်းမပေးဖို့ပြောလိုက်ပြီးဒါကလူဖီကိုမမြင်နိုင်တဲ့အကာအကွယ်ဖြစ်စေကာတိတ်သီးလာတဲ့အခါမျိုးမှာရန်သူကိုလည်းတိုက်ခိုက်ဖို့ကူညီပေးလိုက်မယ်လို့သူကပြောလိုက်ပါတယ်။ဒါပြင်လူဖီရဲ့ဟာကီရီပိုးအားကောင်းလာတာကရန်သူကိုပို့ပြီးတိုက်ခိုက်နိုင်လိမ့်မယ်လို့ပြောလိုက်ပြီးလက်သီးကနေတဆင့်ဟာကီကရန်သူရဲ့ခန္ဓာကိုယ်ရဲကိုဝင်သွားကာအထက်ကနေရန်သူကိုတိုက်ခိုက်ပေးလိမ့်မယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်လူဖီကဂိုင်ရိုကိုခမားရဲ့စူးကြွန်တင်းမုံနဲ့အရိုက်ခံကလေးကတတိထားမိတာရှိတယ်လို့ပြောလိုက်ပြီးအဲ့ဒါကခမားလေးကိုကိုကို Color Supreme Game နဲ့လွှမ်းရှုံပြနိုင်တယ်မှလားလို့မေးလိုက်ပါရီဒါကိုကြားတော့ဂိုင်ရိုကဒီအချက်ကိုတတိထားမိတော့ရောမင်းပါရီလုံနိုင်မှလေးလို့မေးလိုက်ပါရီဒါအပြင်ဂိုင်ရိုကဒီလိုမျိုးလုံနိုင်တာကလူလက်တဆုပ်စာပဲရှိတာမဟုတ်လို့လို့ပြောလိုက်ပြီးမင်းကလုံနိုင်လို့လားလို့မေးကလူဖီကိုပြေးဝင်တိုက်ခိုက်လိုက်ပါရီလူဖီကတော့ဂိုင်ရိုကသူ့ကိုတိုက်ခိုက်ဖို့လုပ်နေတာကိုသိပေမဲ့ငြိမ်သက်နေပါရီအရင်ဆုံးသူကဟျိုဂရိုရဲ့စကားကိုနားထောင်နေပြီးစိတ်ကိုငြိမ်အောင်ထားပါရီ လူဗီကသူ့ရဲ့ကိုရင်းကမတုံးရသေးတဲ့ဟာကီတွေကိုစုကလက်ကိုပို့နေခဲ့ပြီးယူဂရိုရဲ့စကားကိုလည်းကြားယောင်နေပါတယ်။ယူဂရိုကလူဗီကိုလော်ဒဂျီလောက်တာကမင်းတွေထိရောက်မှုကိုမဖြစ်စေပဲစိုးရုပ်စီတာကိုမှထားပါလို့ပြောလိုက်ပါတယ်။ပြီးတော့သူကလူဗီကိုစိတ်အေးထားခိုင်းပြီးရန်သူကိုရင်ဆိုင်ခိုင်းပါတယ်။ဒါကိုသတိရနေတဲ့လူဗီကကိုင်တိုရဲ့တိုက်ခိုက်မှုကိုရောက်ပြီးကိုင်တိုကိုထိုးလိုက်ပါတယ်။သူ့ရဲ့လက်သီးကကိုင်တိုကိုမထိပေမဲ့ကိုင်တိုကတော့အတော်လေးကိုခံစားနေရပါတယ်။အဲဒီနောက်ကိုင်တိုကလွင်ထွက်သွားခဲ့ပေမဲ့လူဗီကနောက်ကနေဆက်လိုက်သွားခဲ့ပြီးကိုင်တိုကိုထပ်ပြီးထိုးချိန်နေပါတယ်။ ီးတော့သူကဂိုင်ဒိုရဲ့မိကိုအောက်ကနေပင်ထိုးလိုက်ချိန်ဂိုင်ဒိုကအရင်ကသူလူဖီကိုမင်းဘလို့လုပ်ပင်တဲ့ပြခေါင်းဆောင်ဖြစ်လာမှလေလို့ပြောခဲ့တာကိုသတိရနေပါတယ်။ဒါပြင်ဇိုရိုကသူ့ကိုတိုက်ခိုက်ခဲ့တော့ကဇိုရိုကဒါဟာသူ့ရဲ့အစွမ်းကိုအကုန်သုံးပြီးတိုက်ခိုက်ခဲ့တာလို့ပြောကမှောက်သွားပါတယ်။ဒါကိုမြင်တော့ဂိုင်ဒိုကဇိုရိုကိုကြည့်ကစိတ်ပြတ်ဖို့ကောင်းတဲ့မျိုးဆက်ပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်လူဖီကလည်းသူ့ကိုယိုဂရိုပြောခဲ့တာကိုသတိရနေပါတယ်။အဲဒီတော့ကယူဂရိုကလူဖီကိုလေ့ကျင့်ပေးဖို့အတွက်ကူပေးခဲ့ပြီးရန်သူကမကောင်းဆိုးရတဲ့ကောင်ဖြစ်ပေမဲ့မင်းလုံနိုင်ပါတယ်လို့ပြောလိုက်ပါရီ အဲ့နောက်မှာတော့လူဖီကယိုဂရိုကိုအားကုန်ထိုးပစ်လိုက်ပြီးကိုင်ဒိုကလည်းလွင့်ထွက်သွားပါရီဒါအပြင်ကိုင်ဒိုကသူ့ရဲ့လက်နက်ကိုပါလွတ်ကျသွားပါရီတစ်ဖက်မှာတော့လောကလည်းကြနေရင်ဒီချိန်လေးကိုပါစားဟောင်းသားနဲ့ကြည့်နေကြတာပါလောကလူဖီတယောက်ကိုင်ဒိုကိုထိတော်မထိပဲတိုက်ခိုက်လိုက်တာကိုအံ့ဩနေခဲ့ပါရီအဲ့နောက်မှာတော့လူဖီကအောက်ကိုပြန်ဆင်းလာခဲ့ပြီးသူ့ရဲ့လက်ကိုကြည့်ကအစွမ်းကြီးကိုပြန်ယုံသိမ်းလိုက်ပါရီပြီးတော့လူဖီကဇိုရိုနဲ့လောကိုသူ့ကိုကောက်ွယ်ပေးခဲ့လို့ဂျေဆုတင်ပါတယ်လို့ပြောလိုက်ပါရီဒါအပြင်လူဖီကလောကိုမင်းတို့ရီအောက်ကိုသွားလိုက်တော့လို့ပြောပြီးသူကဘယ်လိုပဲဖြစ်ဖြစ်ကိုင်ဒိုကိုအနိုင်ယူတော့မယ်လို့ပြောလိုက်ပါရီ အဲဒီနောက်လူဖီကလောကိုဒီစကားကိုသူ့အစားအလုံးကိုပြန်ပြောပေးပါလို့ပြောလိုက်ပြီးပြုံးနေခဲ့ကဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။